ရှေးဟောင်းစာပေတွေရဲ့တန်ဖိုးကိုတည်သူတွေအတွက်တော့ဒီနေရာဟာယတနာတိုက်ကြီးပါပဲတိဘက်ကစัจ जा ចောင်းတိုက်စာကြီးတိုက်ကြီးအကြောင်းလေ့လာကြည့်ရအောင်တိဘက်ဗုဒ္ဓဘာသာရဲ့ယဉ်ကျေးမှုအမွေနှစ်တွေထဲမှာစัจ जा ចောင်းတိုက်စာကြီးတိုက်ဟာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်ဒီစာကြီးတိုက်ကြီးထဲမှာရှေးဟောင်းကျမ်းစာအုပ်ပေါင်း84တုညတုညတုညနီးပါးကိုခိမ့်သိမ်းထားတာဟာတကယ့်ကို အမခံပါပဲ။ ဒီစာကြည့်ရိုက်ထဲမှာရွှေမုံတွေနဲ့ရေးသားထားတဲ့ရှားပါဗုဒ္ဓဘာသာကျမ်းစာတွေလည်းပါဝင်ပါတယ်။ဒီကျမ်းစာတွေဟာတန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်ပါတယ်။ဒီစာကြည့်ရရဲ့ထူးခြားတဲ့အတွင်ပြင်ကတော့စာအုပ်စင်တွေရဲ့ကြီးမားလာတဲ့အရွယ်စားပါပဲ။စာအုပ်စင်တစ်ခုချင်းစီဟာအလျားပေ200ခန့်ရှိပြီး အမြင့်ကတော့33ပေခန့်ရှိပါတယ်။ ဒီလိုကြီးမားတဲ့စာအုပ်စင်တွေဟာစာအုပ်တွေကိုစနစ်တကျထိမ့်သိမ်းထားနိုင်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။စာအုပ်စင်တွေရဲ့ကြီးမားမှုကလည်းလာရောက်လေ့လာသူတွေကိုအံ့အားသင့်စေပါတယ်။စကြကြောင်းတိုက်စာကြီးတိုက်ထဲမှာဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေအဓိကပါဝင်ပါတယ်။ဒါ့အပြင် သမိုင်းဆိုင်ရာ ကျမ်းစာတွေ၊တဒနိကဗေဒဆိုင်ရာကျမ်းစာတွေလည်းပါဝင်ပါသေးတယ်။ နက္ခတ္တပေရဆိုင်ရာ ကျန်းစာတွေတင်ချဆိုင်ရာကျန်းစာတွေနဲ့အနုပညာဆိုင်ရာကျန်းစာတွေလည်းဒီစာကြီးတိုက်ထဲမှာရှိပါတယ်ဒီစာပေတွေဟာရှေးခေတ်တိဘက်လူဖွဲ့စည်းရဲ့ဉာဏ်ပညာကိုပေါ်ညွှန်းနေပါတယ်ဒီစာကြီးတိုက်ထဲကပါဠိပေလက်ရေးမူတွေဟာရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေမဲ့လည်းကောင်းမွန်စွာတည်ရှိနေဆဲဖြစ်ပါတယ်ဒီလိုထိမ့်သိမ်းထားနိုင်တာဟာဒေတာရဲ့၆တွေ့တဲ့ရာသီဥတုကြောင့်လို့ဆိုနိုင်ပါတယ် ၆တွေးတဲ့ရာဒီဥဒုဟာစာအုပ်တွေရဲ့ပျက်စီးမှုကိုလျော့နှဲစေပြီးနှစ်ပေါင်းများစွာတည်တံ့စေပါတယ်။ဒါကြောင့်ဒီစာကြည့်ရိုက်ဟာရှေးဟောင်းစာပေတွေကို ထိမ့်သိမ်းရာမှာအရေးပါတဲ့နေရာတစ်ခုဖြစ်လာပါတယ်။နှစ်ထောင်ဆယ်တခုနှစ်မှာစီမံကိန်းတစ်ခုစတင်ခဲ့ပြီးတန်ဖိုးရှိတဲ့ကျန်းစာတွေကို ထိမ့်သိမ်းဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီစီမံကိန်းအရစာအုပ်အလုံးကိုစည်ရင်းပြုစုထားပြီးနှစ်ဆက်ကျော်ကိုဒီဂျစ်တယ်ပုံစံသို့ပြောင်းလဲပြီးဖြစ်ပါတယ်။ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုခြင်းဟာစာအုပ်တွေကိုရေရှည်ထိမ့်သိမ်းနိုင်ဖို့အတွက်အရေးကြီးပါတယ်။ဒါအပြင်ဒီနည်းပညာကြောင့်ကမ္ဘာတဝန်းကလူတွေဟာဒီစာပေတွေကိုလွယ်လွယ်ကူကူလေ့လာနိုင်မှာဖြစ်ပါတယ်။စကြာကြောင်းတိုက်စာကြီးတိုက်ဟာကမ္ဘာယဉ်ကျေးမှုအမွေနှစ်အဖြစ်အတိအမှတ်ပြုခံထားရပါတယ်။ဒီစာကြီးတိုက်ဟာရှေးခေတ်တိဘက်ဗုဒ္ဓဘာသာရဲ့ဘာသာရေးအသိပညာနဲ့ယဉ်ကျေးမှုတွေကို လေ့လာဖို့အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာရင်ကျေးမှုငွေနှစ်အဖြစ်အတိအမှတ်ပြုခံရခြင်းဟာဒီစာကြည့်တိုက်ရဲ့တန်ဖိုးကိုပုံမူပေါ်လွင်စေပါတယ်။ဒါ့အပြင်ဒီစာကြည့်တိုက်ကို ထိမ့်သိမ်းဖို့နဲ့ကာကွယ်ဖို့အတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ဒီကျမ်းစာတွေထဲမှာဆက်ကရခိုင်းမှဆရာတော်ကြီးတွေရဲ့တရားဒေသနာတွေပါဝင်ပါတယ်။တကူကြီးမားတဲ့ဗုဒ္ဓဘာသာရဲ့ပြည့်ဝကျင့်စဉ်တွေနဲ့အပြုသဘောဆောင်တဲ့တဒနာတွေလည်းပါဝင်ပါတယ်။ ဒီเจ้าယာတွေဟာတိဘက်ဗုဒ္ဓဘာသာရဲ့တွေးခေါ်နဲ့ယုံကြည်မှုတွေကို လေ့လာဖို့အထောက်အကူဖြစ်စေပါတယ်။ဒါ့အပြင်ဒီကျမ်းစာတွေဟာလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ရေးရာတိုးတက်မှုအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့စာပေအမွေနှစ်တွေကိုထိမ့်သိမ်းဖို့ဆိုတာကျွန်တော်တို့အားလုံးရဲ့တာဝန်ပါပဲ။ဒါကြောင့်ဒီစာကြည့်တိုက်ကြည့်ကြောင်းကိုလူအများသိရှိအောင်မျှဝေပေးကြပါ ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီး subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ယဉ်ကျေးမှုဆိုင်ရာဗီဒီယိုတွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်